အားလုံးပဲမင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးอ่ะပေါ့ကျွန်တော်တို့ကလက်ရှိအခြေအနေတွေကြောင့်ရောပြီးတော့လို့ရှိရင်ငကိုတဲကိုအတက်ကြတွေအပြောင်းလဲတွေနဲ့ပြည့်နှက်နေတာဒါဘဝပဲအဲ့တော့ကျမတို့ရဲ့ဘဝမှာခက်ခဲမှုတွေစိတ်ဖိစီးမှုတွေအဲ့လိုမျိုးရင်ဆိုင်ရတဲ့အချိန်တွေကလူတိုင်းမှာရှိတယ်အဲ့လိုမျိုးအခြေအနေတွေကြုံတွေ့လာရပြီဆိုကျမတို့ပထမအဆုံးအနေနဲ့ကိုကိုကိုတတိပေးတင်တာကတော့အရာရာကပြောင်းလဲနေတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုကျမတို့ရဲ့ဘဝတစ်လျှောက်မှာနေအမြင့်တွေအတက်အကြတွေ ဒီလိုမျိုးအပြောင်းလဲတွေကအများကြီးတွေ့ခဲ့တယ်။ဒါပေမဲ့အဲ့ဒီဒီလိုပဲအခုလက်ရှိခံစားနေရတဲ့စိတ်တကြမှုတွေစိတ်ဖိစီးမှုတွေကလည်းအများတန်းရှိနေမှာမဟုတ်ဘူး။ပျော်ရွှင်ခဲ့တဲ့အချိန်တွေရှိသလိုဝမ်းနည်းခဲ့တဲ့အချိန်တွေကလည်းရှိခဲ့တာပဲ။ကယ်၍များကိုကလက်ရှိမှာစိတ်ဖိစီးမှုတွေခက်ခဲမှုတွေကြုံတွေ့နေရတယ်ဆိုလို့ရှိရင်ဒါတွေကလည်းတစ်ချိန်ကျရင်ပြောင်းလဲသွားမယ်ဆိုတာကို ထမအောင်ဆုံးအနေနဲ့ကိုကိုကိုသတိပေးဖို့လိုတယ်။ဘဝမှာကိုကပြဿနာတွေကြုံတွေ့လာရပြီဆိုလို့ရှိရင်ကိုကိုကိုအပြစ်တင်တတ်ကြတယ်။အဲ့ဒီလိုလုံးမဲ့အစားကျမတို့ကကိုကိုတိုင်းကိုကျင်နာဖို့အတွက်ကိုရေးကြည့်တယ်။ဥမာကိုချစ်ရတဲ့တငယ်ချင်းတယောက်သာဒီလိုအခက်ခဲမျိုးကြုံတွေ့နေရတယ်ဆိုရင်သူ့ကိုကိုဘလို့အားပေးမလဲလို့စဉ်းစားပြီးရောမှအဲ့ဒီလိုမျိုး ိုကိုကိုပြန်ပြီးတော့မှဆက်ဆံရမယ်ဒီအခက်ခဲကနေကိုရဲ့ကိုချစ်ရတဲ့တငယ်ချင်းကြော်လွှားနိုင်အောင်ဘလို့အားပေးမလဲဆိုတာမျိုးနဲ့ကိုကိုကိုကြော်လွှားနိုင်မှုအတွက်ကိုကျမတို့ကအကူအညီပေးရမယ်ကိုကိုတိုင်းကိုကျင်းနာပေးရမယ်ကြုံတွေ့လာရတဲ့ခြေနေတဲ့ကနေပြီးတော့မှဒီအသေးအမွှားလေးတွေကနေပြီးတော့လဲကြော်ရွှင်မှုကိုရှားတက်ရမယ်ဥမာကိုကြိုက်တဲ့အစားအသောက်လေးတစ်ခုကိုစားလိုက်တာကိုကြိုက်တဲ့သချင်းလေးတွေနားထောင်လိုက်တာ ဝါသနာပါတယ်ဆိုလို့ရှိရင်ကိုကြိုက်တဲ့သချင်းလေးတွေဆိုလိုက်တာပြီးသွားလို့ရှိရင်ကိုငှက်ကလေးတွေကိုချစ်တတ်တယ်တဘာဝကိုချစ်တတ်တယ်ဆိုလို့ရှိရင်လည်းဥမာပြန်တန်းနေတဲ့ငှက်ကလေးတွေကိုကြည်တာငှက်တန်လေးတွေနားထောင်တာပြီးရင်နေဝင်ချိန်နေထွက်ချိန်တွေကိုစောင့်ကြည့်ရအောင်အဲ့ဒီလိုမျိုးအသေးအဖွဲလေးတွေကလည်းကျမတို့ရဲ့ဘဝမှာတော်တော်လေးဥမာတန်ဖိုးရှိတဲ့အရာတွေပဲဒီလိုအသေးအဖွဲလေးတွေကို သတိထားမိဖို့ကလည်းကိုကိုကိုလေ့ကျင့်လို့ရတယ်မျိုးရှင်တဲ့အသက်ရှူလေ့ကျင့်ခန်းကဒီကျမတို့ရဲ့ပျော်ရွှင်မှုနဲ့ချမ်းသာရေးအတွက်တော်တော်လေးကိုအကူအညီပေးတယ်ကိုလက်လှူရှားမှုကိုလည်းကျမတို့ကဟိုလှုပ်တင်တယ်ဘာလို့ဆိုတော့ကျမတို့ကိုလက်လှူရှားမှုလှုပ်တဲ့အချိန်မှာဒီခန္ဓာကိုယ်ကနေပြီးတော့မှထုတ်ပေးလိုက်တဲ့ endorphin လို့ခေါ်တဲ့ပျော်ရွှင်စေတဲ့ဟော်မုန်းတွေကလည်းကျမတို့ရဲ့စိတ်ဓာတ်ခွန်အားနဲ့ချမ်းသာရေးအတွက်ကိုတော်တော်လေးကိုမှအထောက်အကူပြုတယ်ကောင်းကောင်းအိပ်ဆက်ခြင်းကလည်းကျမတို့ရဲ့စိတ်ချမ်းသာရေးအတွက်ကိုတော်တော်လေးကိုမှအရေးကြီးတယ်ပေါ့ဘာလို့ဆိုတော့အိပ်ရင်းမဝ တဲ့အချိန်မှာစိတ်ဖိစီးမှုတွေကပိုများလာပြီးတော့မှနောက်ဆုံးမှစိတ်တက်ကြတဲ့အပိုင်းကိုရောက်သွားတဲ့အထိဖြစ်လာနိုင်တယ်။ကဲ၍များကိုကအဲ့လိုခြေနေနေနဲ့ကြုံတွေ့လာရပဲဆိုလို့ရှိရင်ကိုကူကိုကြင်ကြင်နာနာဆက်ဆံပြီးတော့မှအေးဝအောင်အိပ်ဖို့ကောင်းမွန်တဲ့အစာတွေစားဖို့ကိုကြိုက်တာလေးတွေစားဖို့ပြီးရင်ကိုရဲ့တနေ့တာကိုရိုးရိုးရှင်းရှင်းလေးဖြတ်သန်းမှုဥမာငှက်ကလေးတွေကိုကြည့်ရ အရင် entertain ဖြစ်နေကြရမလို့ပဲနဲ့ဒီ yoshin နဲ့လှုပ်ဆောင်မှုတွေကနေပြီးတော့မှပျော်အောင်ဒါမှမဟုတ်ရင်စိတ်အေးချမ်းအောင် နေနိုင်ဖို့အတွက်ကိုကျမတို့ကစူးစမ်းကြည့်ရမယ်ကိုယုံကြည်ရတဲ့သူတွေနဲ့စကားပြောမယ်ပြန်တဘာဝတရားကို ထိတွေ့ခံစားမယ်ကောပန်းဉဏ်လမ်းလျှောက်ရတာကြိုက်တယ်ဆိုလို့ရှိရင်ပန်းဉဏ်နဲ့လမ်းလျှောက်တာရွက်ွက်တယ်ဒီတိုင်းပဲဘာရဲမဟုတ်လမ်းလျှောက်ထွက်တာတော့အဲ့ဒီလိုမျိုးတေးသေးမောမောအချက်တွေကိုလှုပ်ပေးခြင်းအဖြစ်လဲကျမတို့မှာရှိတဲ့စိတ်ဖြည့်ဆည်းမှုတွေကိုကြော်လွားနိုင် ဖိစီးမှုတွေစိန်ခေါ်မှုတွေနဲ့ကြုံတွေ့ရတဲ့အခါမှာကျမတို့ကကိုကိုကိုကျင်နာဖို့အရေးကြီးတယ်ဘဝကအတက်အကျတွေနဲ့ပြင့်နှက်နေတာပေါ့နော်ဒီ social media မှာမြင်ရတဲ့အရာတွေကို တကယ်လို့မထင်နိုင်လေလူတိုင်းမှာသူ့ရဲ့ကြုံတွေ့နေရတဲ့အခက်အခဲတွေစိတ်ဖိစီးမှုတွေစိန်ခေါ်မှုတွေဆိုတာရှိတယ်ပြီးရင်အတက်အကျတွေနဲ့ပြည့်နှက်နေတာကလည်းဒါဘဝပဲအဲ့ဒီလိုမျိုးသင်္ခေါ်မှုတွေကနေပြီးတော့မှကြော်လွားနိုင်မှုအတွက်ကို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 ဂရုစိုက်ခြင်းအဖြစ်ဒီအသေးဖွဲလေးတွေကနေပြီးတော့မှပျော်ရွှင်မှုရှာခြင်းအဖြစ်ဖြစ်လေဒီသင်္ခေါ်မှုတွေကနေပြီးတော့မှကြော်လွားနိုင်မှာအဲ့တော့အားလုံးပဲ ဒီအချက်လေးတွေကနေပြီးတော့မှအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်